ရေအောက်မှာနေထိုင်နိုင်ဖို့စံသတဲ့ထီထွင်မှုတွေပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Top Song Beach ကနေပြီးတော့ချက်ပရိသတ်တီအားလုံးကို ပြန်လည်ကြိုဆိုပါရစေ။ဒီနေ့မှာတော့ချက်တဲ့တို့တွေကပင်လယ်သမုဒ္ဒရာတွေထဲမှာရေကူးဖို့အသက်ရှူနိုင်ဖို့နဲ့ရေကူးနိုင်ဖို့အတွက်ဆိုရင်တော့စံသစ်တီထွင်ထားတဲ့ကရိယာတွေအကြောင်းကိုလေ့လာရမှာပဲဖြစ်ပါရစေ။ဒါဆိုရင်တော့ချက်တဲ့တို့ဘဝဒုတာတွေဒိုးပွားစေဖို့အတွက်ဗီဒီယိုလေးမှာအထူးထူလိုက်ပါပြီးတော့လေ့လာကြည့်ရအောင်ပါရှင်။ရှေးအောက်ကင်းဆောင်နေရ ရေအောက်ကင်းဆောင်နေရာကတော့ Deep Blue ခေါ်တဲ့အုပ်စုကဖန်တီးထားတဲ့ရေအောက်ကထူးခြားတဲ့အိမ်အမျိုးအစားတစ်ခုပါသူရဲ့ရည်ရွယ်ချက်ကတော့လူတွေရေထဲမှာတက်တောင်တက်တာနဲ့လွယ်လွယ်ကူကူနေနိုင်ဖို့ပဲဖြစ်ပါတယ်။ဒိဗယ်ပညာရှင်တွေပဲဖြစ်ဖြစ်လူသားမှန်ပဲဖြစ်ဖြစ်ပင်လယ်ရေမျက်နှာပြင်ကနေမီတာ200လောက်နှက်တဲ့နေရာမှာ28နာရီကြာနေနိုင်ပါတယ်။ MCM 100ဒီပစ္စည်းကတော့စစ်တပ်ရင်ငုတ်သမားတွေအတွက်အန်ဒီယကင်းစွာနဲ့ရေအောက်မှနေနိုင်ဖို့အခြောက်အကူပြုပါတယ်။ Avon Cargo ရေးဆိုတဲ့ကုမ္ပဏီကနေထုတ်လုပ်ထားတာပါအရန်မှာကြောပြီးတော့ဘယ်ရေအမျိုးအစားမှမစိုးအလုံးလုံးနိုင်ပါတယ်အတန်ငိမ့်တာကြောင့်လျှို့ဝှက်မစ်ရှင်တွေလုပ်ရမှာလည်းအသုံးဝင်ပါတယ်ကြောမှာလွှဲထားရပြီးတော့ရေဘလောက်နဲ့နေပြီလဲလေဘလောက်ကျန်သေးလဲဆိုတဲ့သတင်းအချက်အလက်တွေကိုတော့ Sacrin ကနေတွေ့နိုင်ပါတယ်မျက်နှာဖုံးကအစိမ်းရောင်မီလေးရတော့အကုန်လုံး OK တယ်ဆိုတာကိုအချက်ပြနေရလဲဖြစ်ပါတယ် ဘင်လေးစကူတာဒီစကူတာလေးကတော့ရင်ငုတ်သမားတွေအတွက်အရန်ကိုအဆင်ပြေစေတဲ့ရေအောက်ရှင်လေးတစ်ခုပါသူကအရန်ပေါ်ပါပြီးတော့အားကောင်းပါတယ်သူ့အထဲမှာဘက်ထရီတစ်လုံးပါဝင်ပြီးတော့ရင်ငုတ်သမားတွေကိုမိနစ်200ကြာအောင်ရေအောက်ထဲမှာမပင်ပန်းမဲနဲ့လေးလာခွင့်ရစီမှာလည်းဖြစ်ပါတယ် smago smago ကတော့ရေအောက်မှာအသက်ရှူနိုင်တဲ့အရာဖြစ်ပါတယ်သူတို့ကရေအောက်မှာ25မိနစ်ကြာအလုံးလုံးနိုင်တာကြောင့်ရေအောက်လေးလာရေးခီးတွေမှာအသက်ကယ်ပစ္စည်းနေတဲ့အသုံးဝင်ရုံသာမကပဲနဲ့ရေငုပ်ဖို့အတွက်လည်းအသုံးဝင်ပါတယ်သူကလုံခြုံရေးကိုအပြည့်အဝကာကွယ်ပေးပြီးတော့ရေနစ်ကြာကိုပါမဖြစ်စေပါဘူး Cview V3 သူကတော့ခစ်သစ်ရေအောက်အသက်ရှူပိုက်မျက်နှာဖုံးဖြစ်ပါတယ် သူရဲ့ထူးခြားတဲ့ဒီဇိုင်းဟာရေဒီအထဲဝင်လာတာကိုကာကွယ်နိုင်ပါတယ်။ဝစ်စင်ရလွယ်ကူပြီးတော့တတောင်တတားရှိစေပါတယ်။ဒီမျက်နှာဖုံးကိုတက်ဆင်ပြီးတော့ငါးရီနဲ့တနာ၆တန်းရဲ့အလှကိုတဝါကြီးခံစားနိုင်ပါတယ်။ ဟောင်းလက်အသက်ရှူကရိယာဒီကရိယာကတော့ရေအောက်မှာအသက်ရှူနိုင်ဖို့ကူညီပေးပါတယ်။ပေါ်ပါပြီးတော့အသုံးပြုရတာလွယ်ကူတယ်။ပုံစံဒီဇိုင်းကမိုက်ပြီးတော့24နာရီခံပါတယ်။ဒါကြောင့်ရေငုပ်တဲ့အခါအန်ဒီရဲ့ကင်းပြီးတော့အဆင်ပြေစေပါတယ်။တကယ်လို့များပင်လယ်လေးတို့လပိုင်တို့နဲ့မိတ်ဆွေဖွဲ့ခွင့်ရမယ်ဆိုရင်တော့ဟောင်းလက်ကိုကျေးဇူးတင်လိုက်ပါရှင်။ကူတာဂျက်ကူတာဂျက်ကတော့ရေအောက်ကဘာကိုလိလာရမှာအဆင်ပြေစေတဲ့လွယ်အိပ်ပဲဖြစ်ပါတယ်။ သူကတော့လွန်လမ်းမှုလျင်မြန်မှုနဲ့ပေါ်ပါမှုတွေကိုဘေးစွမ်းနိုင်ပါတယ်။တခြားကိရိယာတွေနဲ့မတူဘဲရှေအောက်ကဘာကိုစိတ်တိုင်းကျပေါ်ပေါ်ပါပါလေးလေ့လာနိုင်မှာပဲဖြစ်ပါတယ်။ပင်လယ်ရဲ့လွန်လမ်းမှုအဆောင်အရှောက်ခနဲ့သူကတော့ပင်လယ်ထဲသွားလာတဲ့အခါငမန်းချန်ကနေကာွယ်ပေးနိုင်မှာပါ။သူကပင်လယ်ထဲရောက်တဲ့အခါလျှက်စစ်စကွင်းဖန်တီးပေးပြီးတော့ငမန်းအန်ဒီယေကိုကာွယ်နိုင်ပါတယ်။ သူကပေါ်ပါပြီးတော့ဝစ်စင်ရလွဲကူသလိုတယ်ဆောင်ရတာလည်းလွဲကူပါတယ်။မာကျောပြီးတော့6နာရီခံနိုင်တယ်လို့သိရပါတယ်ရှင်။အကွာဘူးဒီပစ္စည်းကတော့ရေအောက်မှာအဆင်ပြေပြေနဲ့ရေအောက်60မီတာလောက်မှာလူရင်းနေထိုင်နိုင်ဖို့အိမ်လေးတစ်ခုပဲဖြစ်ပါတယ်။သူကဖူပေါင်းလေးနဲ့တူပြီးတော့ခြေလင်ပြီးထိုးဖောက်မြင်နိုင်ပါတယ်။လူ3ယောက်လောက်ထေချာလေးဆက်ပါတယ်။အထဲမှာလည်းလေဖြည့်ရဲ့ကိရိယာပါဝင်တာကြောင့်အထဲကလူတွေကအကောင်းကောင်းအသက်ရှင်နိုင်ပါတယ်။ Everty ရေအောက်မှာသွားလာနိုင်ဖို့အထောက်အကူပြုတဲ့ခရီးရလေးတစ်ခုပဲဖြစ်ပါတယ်။ဒင်းငယ်တဲ့ခရီးရလေးတစ်ခုဖြစ်ပြီးတော့ရေထဲခုန်ချလိုက်တာနဲ့သူပါလိုက်ပြီးတော့မျောလာမှာဖြစ်ပါတယ်။ရေကူးတဲ့အခါမှာလည်း55မိနစ်လောက်အထိအသက်ရှူရတာအခက်အခဲမရှိစေဖို့ကူညီပေးနိုင်ပါသေးတယ်။ H2O နင်ဂျာမျက်နှာဖုံး သူကတော့ရေအောင်အသက်ရှူမျက်နှာဖုံးဖြစ်ပြီးတော့180ဒီဂရီမြင်နိုင်စေပါတယ်။သူကပစ္စည်းကောင်းတွေနဲ့အသုံးပြုတီထွင်ထားပြီးတော့ဒီဇိုင်းကလည်းအလန်းစားဖြစ်ပါတယ်။ရေဝင်တာတို့အငွင့်ရိုက်တာတို့ကိုလည်းကာကွယ်ထားပါတယ်။ရင်ငုတ်သမားတွေအနေနဲ့သူတို့ရဲ့လိလာတွေရှိမှုတွေကိုမှတ်တမ်းတင်လို့ရတဲ့စနစ်ပါပါဝင်ပါတယ်။ Blue 3 Normas Mini ဒီပစ္စည်းကတော့ရှေးအောက်မှာအသက်ရှူဖို့ကုညီပေးနိုင်တဲ့အသေးစားစက္ကရာလေးပဲဖြစ်ပါတယ်။ပေါ်ပါပြီးတော့အလွယ်တကူသေယူနိုင်ပါတယ်။သူရဲ့ဘက်ထရီကတော့35မိနစ်ကနေ45မိနစ်အထိအောက်ဆီဂျင်ထုတ်ပေးနိုင်ပါတယ်။ ခရန်ဒတ်စ်ကူဘာရင်ငုတ်ကရိယာရှီအောက်တိုင်ပင်ထိုးဖို့အတွက်အဆင်ပြေတဲ့နောက်ထပ်ကရိယာတစ်ခုဖြစ်ပါတယ်။သူကတော့ရေမျက်နှာပြင်ကနေ3နာရီကနေ9နာရီလောက်အထိလေထုတ်ပေးတာဖြစ်ပါတယ်။အနက်ပေ38.2မီတာလောက်အထိရအောင်သွားနိုင်ပါတယ်။အသံငိမ့်တာကြောင့်ရှီအောက်လေးလာရမှာအရန်ကိုအဆင်ပြေပါတယ်။ Try oxygen မျက်နှာပုံး သူကတော့ diving ထိုးဖို့အတွက်ဒါအမိုက်ဆုံးရေအောက်အသက်ရှူကိရိယာဖြစ်ပါတယ်။သူကတော့ရေထဲကအောက်ဆီဂျင်ကိုဖမ်းယူပြီးတော့ရေငုပ်တဲ့သူစီကိုပို့ဆောင်ပေးနိုင်ပါတယ်။ battery တစ်လုံးထဲနဲ့အလုံးလုံးနိုင်ပြီးတော့15မီတာအနက်လောက်မှာ45မိနစ်လောက်အထိရေအောက်မှာနေနိုင်ပါပါ။အကယ်လို့အသင်သာရေသူတီးဖြစ်ဖို့စိတ်ကူးရှိရယ်ဆိုရင်တော့အသင့်တော်ဆုံးကိရိယာဖြစ်ပါတယ်။ဒါပေမဲ့ငါးရီနဲ့တော့စကားသွားမပြောပါနဲ့နော်။သူတို့ကပရိသတ်တို့ရဲ့အတန်ကိုနားလည်နိုင်မှာမဟုတ်လို့ပဲဖြစ်ပါတယ်ရှင်။ ဆက်စီလွန်ပြန်ရင်စီနဲ့ရေနံထုတ်လို့ရေးတွေမှာအများဆုံးအသုံးပြုတဲ့ကိရိယာဖြစ်ပါတယ်။ဘယ်လယ်မှာမောင်းနေနိုင်တဲ့ကားလိုပဲရွှေလျားနိုင်ပြီးတော့ဘယ်လယ်မှာလိုအပ်တဲ့ရေအောက်ခမီကယ်တွေကို လုံလုံခြုံခြုံစုဆောင်းနိုင်ပါတယ်။ဆက်စီလွန်ပြန်ရင်ကဘယ်ရာသီဥတုအခြေအနေမှမဆိုအလုံးလုံးနိုင်တာပဲဖြစ်ပါတယ်။ Pinley Breacher Ace သူကတော့ငမန်းပုံစံစက်ကရိယာလေးတစ်ခုဖြစ်ပါတယ်။တနာယီကိုမိုင်90အထိရေပေါ်မှာရောရေအောက်မှာပါမောင်းနေနိုင်ပါတယ်။ပရင်ပုတ်လေးတွေပါတာကြောင့်ရေအောက်ကဘာရဲ့အလားတရားကိုအပြည့်အဝခံစားရစီမှာပါ။ဒီကရိယာလေးကတော့လူနှစ်ယောက်စီးနိုင်ပြီးတော့ရေတွေကနေခုန်ထွက်တာတို့လှဲ့တာတို့လည်းလုပ်နိုင်ပါတယ်။ MFBO အဝတ်ဒီအဝတ်ကိုတော့ဂျွန်ကမင်းကတီထွင်ခဲ့ပြီးတော့ရှီအောက်မှာအသက်ရှူနိုင်စေတဲ့ခရီးရာတစ်ခုပဲဖြစ်ပါတယ်။ငါတို့ရဲ့အသက်ရှူပုံကိုအထူးယူပြီးတော့ဖန်တီးထားတာပဲဖြစ်ပါတယ်။ထူးခြားတာကတော့ကုန်ကျန်းကထူးခြားတာနဲ့ပြည့်လုံထားတာဖြစ်ပြီးရှီရီယာအောက်ဆီဂျင်ကိုစုပ်ယူပြီးတော့ကာဗွန်ဒိုင်အောက်ဆိုက်ကိုပြန်ထုတ်ပေးနိုင်ပါတယ်။ဒီဇိုင်းကထူးခြားပြီးတော့လေဘင်းနဲ့ရှင်းအုံနာမှာဗဟက်ပုံစံလေးလုပ်ထားပါသေးတယ်။ညနေဖုံးကတော့အသက်ရှူဖို့အထွက်ပဲဖြစ်ပါတယ်ရှင်။ ရေမျက်နှာပြင်ပေါ်ပေါ်နိုင်စေတဲ့အရာ SMB လို့ခေါ်ပြီးတော့ရေပေါ်မှာပေါ်စေတဲ့ပစ္စည်းတစ်ခုပါသူကမျက်နှာပြင်ပေါ်မှာဘောလုံးလိုပေါ်နေပြီးတော့ရေငုံသမားတွေအောက်မှာရှိချောင်းကိုရေမျက်နှာပြင်ပေါ်ကလူတွေကိုအသိပေးနိုင်ပါတယ်သူကအလုံးစုံကြီးအတွက်အဆင်ပြေစေပြီးတော့အကယ်၍များရေငုံသမားတွေအန်ဒီရတစ်ခုခုကြုံခဲ့ရင်အချက်ပြနိုင်ပါတယ်သူတို့ကအယောင်ဆုံးတောက်တောက်လေးတွေဖြစ်တာကြောင့်အလွယ်တကူသတိပြုနိုင်ပါတယ် ပင်လယ်လမ်းလျှောက်ခီသူကတော့ရေအောင်ချင်းပြင်မှာလမ်းလျှောက်နိုင်ဖို့အထောက်အကူပြုတဲ့ကရိယာပါသူကတော့ခေါင်းဆောင်တစ်မျိုးဖြစ်ပြီးတော့အသက်၈နှစ်ကနေ80အထိအသုံးပြုနိုင်ပါတယ်သူကတော့ရေမျက်နှာပြင်ပေါ်ကပြုံတစ်ခုနဲ့ချိတ်ဆက်ထားပြီးတော့ရေအောင်မှာပါအသက်ရှင်နိုင်မှာပါဒီခေါင်းဆောင်အကူကြီးနဲ့တရားရေအောင်ကဘာကစိတ်ဝင်စားဝယ်တွေကိုလေ့လာနိုင်မှာလည်းဖြစ်ပါတယ် ESPR သူကတော့ရေအောက်မှာအချာကြီးအသက်ရှူနိုင်စေဖို့နောက်ထပ်ကိရိယာတစ်မျိုးဖြစ်ပါတယ်။သူကအရင်ဟိုပေါ်ပါပြီးတော့အသင်ဆောင်ရလဲလွယ်ကူပါတယ်။သူကခေါင်းသားမှာဘူပေါင်းလေးတွေထုတ်လုပ်ပေးပြီးတော့အသက်ရှူဖို့လည်းကူညီပေးပါတယ်။သူကစွမ်းအင်အသံကိုသုံးတာကြောင့်ပဝင်းကျင်အတွက်အစိတ်အထောက်မဖြစ်စေပါဘူး။ ပြောမယ်ဆိုလို့ရှိရင်တော့ဒါတကယ်ကိုပဲစိတ်ဝင်စားဖို့ကောင်းတဲ့အရာတွေပဲဖြစ်ပါတယ်ရှင်ဗီဒီယိုလေးကိုစုံလိုက်လိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးများရင်တင်ပါတယ်နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါစို့ရှင်